မင်္ဂလာပါရှင်အခုတစ်ခေါက်ကဘုဒ္ဓဘုရားသမီးနဲ့ဘုဒ္ဓဘုညနေခွာသာသမီးများအတွက်ကို9လပိုင်း3လစာကံကြမ္မာများကိုဟောပြောမျှဝေပြီးမှဖြစ်ပါရယ်နော်အဲ့ဒီတော့ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုဘုဒ္ဓဘုသာသမီးတွေဘုဒ္ဓဘုညနေခွာသာသမီးတွေကအစားဆုံးလေးကြည်ပြီးသွားပါ ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီပုံတော်ဘူးသားသမီးတွေက9လပိုင်းမှာဆိုရင်အရန်ကိုအရေးကြီးပါတယ်9လပိုင်းဆိုတာကပုံတော်ဘူးသားသမီးတွေအတွက်တလပိုင်းကနေပြီးတော့မှစောင့်ညော်လာခဲ့ရတယ်တလပိုင်းကနေပြီးတော့မှ9လပိုင်းကိုရောက်ဖို့အတွက်ကောင်းတဲ့ကံတရားဘက်ကိုရောက်ဖို့အတွက်ကိုအစိုးရကိုဖြတ်ကျော်ခဲ့ရတဲ့ကာလတခုဖြစ်ပါတယ်အခု9လပိုင်းဆိုတာကပုံတော်ဘူးသားသမီးတွေရဲ့ ဘုရဘူးမျက်နှာဘွားသားသမီးတွေရဲ့ဓမ္မထောင်နိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်လာတလာဆိုရင်လည်းမမားပါဘူးเนาะအဲ့တော့မိမိတို့ရဲ့လုံဆောင်ချက်ကလေးတွေကောင်းတဲ့လမ်းကိုသွားဖို့အတွက်ကျမညီနဲ့လမ်းညွန်ပြောပြပေးမှာဖြစ်ပါတယ်အစိုးရလေးတွေကိုလည်းမလုံဆောင်မိဘူးကျမညီနဲ့အသေးစိတ်ကလေးပြောပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့အစဆုံးကြီးကြည့်ပြီးသွားပါအဲ့တော့ဘုဒ္ဓဘုရားသမီးတွေအစမှာ ဒီခုနလပိုင်းမှာเนาะသူတို့ကဘာသာရေးနဲ့ပတ်သက်ရင်ပို့ပြီးတော့လှုပ်ဆောင်တက်ပါတယ်အဖွဲ့အစည်းတွေနဲ့ပတ်သက်ရင်လည်းပို့ပြီးတော့လှုပ်ဆောင်တက်ပါတယ်အဲ့တော့လူမှုရေးပိုင်းနေမှာလည်းသူတို့ကအောင်မြင်တက်ပါတယ်เนาะအဖွဲ့အစည်းတွေလူမှုရေးပိုင်းနေမှာနာမည်ကုန်သတင်းတွေဥဆောင်ဦးရဲ့လောက်ကင်လောက်ကင်နာမျိုးတွေဥဆောင်ဦးရဲ့เนาะแท้ๆဝင်ဝင်ကုညီပေးတာမျိုးတွေမှာ ိမိတို့ရဲ့နာမည်တွေအောင်မြင်မှုတွေဂုဏ်သတင်းတွေကတိုးတက်တဲ့ကြော်ကြားမှုတွေရရှိတတ်ပါတယ်အဲ့တော့အမှုပညာဘုဒ္ဓဘုရားသမီးတွေအမှုပညာတမားတွေဆိုလို့ရှိရင်အမှုပညာလောက်ကင်နေတဲ့သူတွေဆိုရင်တော့ဒီကာလမှာတေကြပေါ့အောင်မြင်မဲ့ကာလတစ်ခုဖြစ်ပါတယ်အောင်မြင်မဲ့လတလလည်းဖြစ်ပါတယ်အဲ့တော့ပြောချင်တာကဗုဒ္ဓဘုရားသမီးတွေကဒီနုပညာလုပ်ငန်းနဲ့ပတ်သက်ရင်ပို့ပြီးတော့စူးစမ်းပါ တော်တယ်နောက်တစ်ခုကဆက်တွေကောင်းနေရရှိတတ်ပါတဲ့ခွင်လန်းကောင်းနေပေါ်ပေါက်တတ်ပါတယ်နောက်တစ်ခုနဲ့ပတ်သက်လို့ကသူကနိုင်ငံသားသွားမဲ့ဗုဒ္ဓဘုရားသမီးကြီးဆိုလို့ရှိရင်ဆက်တွေကောင်းနေဝင်လာတတ်ပါတယ်အော်နိုင်ငံသားကနေကိုယ့်ရဲ့တိမိတ်ဆွေတငယ်ချင်းချစ်သူကြီးစားရဲ့တည်င်းစကားကြီးကြားရတဲ့ထောက်ပံ့မှုတွေရရှိတော့မှနိုင်ငံသားခရီးတွေသွားတာမျိုးတွေလည်းရှိပါတယ်ဖြစ်တတ်ပါတယ်နောက်ပညာသင်ထောက်ပံ့ကြီးတွေလည်းရရှိတတ်ပါတယ် အဲ့တော့ဗုဒ္ဓဘုရားရင်းကြီးတွေလူငယ်ပိုင်းမှာပို့ပြီးတော့လဲအကျိုးပေးပါတယ်။နောက်တစ်ခုကကြတော့ဗုဒ္ဓဘုရားရင်းကြီးတွေကိုပြောချင်တာကကြတော့မိမိတို့အနေနဲ့ကဘာသာရေးကိုလက်မလွတ်ပါနဲ့ဒီကာလလေးမှာဘာသာရေးကိုလုပ်ပြီးပါအဋိဌံမပြတ်ပါနဲ့ဒိဋ္ဌံဝင်လာတဲ့ဗုဒ္ဓဘုရားရင်းကြီးတွေဆိုရင်ဒီအဋိဌံအောင်မြင်သွားတာနဲ့ပြီးဆုံးသွားတာနဲ့ကိုလိုချင်တာတွေ ပိုက်ဆိုင်တက်ပါတယ်အဲဒီအချိန်ဒီကာလမှာဗုဒ္ဓဘုရားသမီးကတမာဒေဝနှကောင်းနှမျက်တွေစောက်ရှောက်ခြင်းတွေခံရမဲ့လတလဖြစ်ပါတယ်အဲနောက်တစ်ခုက3လအတွင်းတော့ဗုဒ္ဓဘုရားသမီးဒီ9လပိုင်းကနေ3လအတွင်းမှာမမျော်လင့်မဲနဲ့ငွေစုလိုက်ပုံလိုက်ပြီးဝင်လာတက်ပါတယ်ငွေကြေးတွေကန်ကောင်းတက်ပါတယ်လုပ်ငန်းတွေပြောင်းရင်လည်းကောင်းတဲ့ကြောင်းနေခြင်းတွေ ြောင်းသွားတတ်ပါတယ်လုပ်ငန်းကောင်းပါတယ်အဲ့ဆိုင်တစ်ဖွင့်လာတဲ့လုပ်ငန်းအစ်ထူထောင်တာတွေအရန်ကိုကောင်းမွန်ပါတယ်အစုဆက်ရှယ်ယာတွေထဲဝင်တာမျိုးတွေလည်းဖြစ်ပေါ်တတ်ပါတယ်အဲ့တော့၃လအတွင်းမှာကန်ကောင်းတတ်ပါတယ်မျက်နာပွင့်လန်းမယ်လူချစ်လူကင်းပေါများတတ်တယ်ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းတွေကြော်ကြားတတ်ပါတယ်အဲ့တော့တချို့တွေကပြောပါတယ်ကျွန်တော်တို့ကတော့အခုချိန်ကြီးကန်မကောင်းသေးပါဘူးလို့ပြောနေပါတယ် ဘာကြောင့်ကံမကောင်းတာလဲဆိုရင်ကိုကိုယ်တိုင်ကလှုပ်ဆောင်လို့ကံမကောင်းသေးတာပါကိုစိတ်ကိုကိုပြင်ရမှာပါကိုရဲ့စိတ်ကြီးထဲမှာလွှမ်းမိုးနေတာကကငါအញ្ញံကံဆိုးနေတယ်ငါအញ្ញံကံမကောင်းဘူးဆိုတဲ့စိတ်ကြီးကလွှမ်းမိုးထားတဲ့အတွက်ဒီလှမ်းလွှမ်းမိုးမှုကဖိထားတဲ့အတွက်ကြောင့်ကောင်းတဲ့ကံနေရာနဲ့မဝင်နိုင်ဘူးလို့ကိုရဲ့ကောင်းတဲ့စိတ်ကလေးနဲ့ကိုရဲ့ ကိုယ်မှာရှိတဲ့စိတ်ဆွမ်းအားတွေနော်ပျောက်ဆုံးသွားတာဖြစ်ပါတယ်ဒါကြောင့်ငါကံမကောင်းဘူးဆိုတဲ့စိတ်ကိုလွတ်ပစ်လိုက်ပါငါဒီနေ့ကနေစပြီးတော့ကံကောင်းလာပြီဘာမဆိုငါလိုချင်တာတွေရပြီဆိုတဲ့စိတ်ကိုငွေထားမယ်ဆိုရင်တေကြပေါက်အောင်မြင်တတ်ပါတယ်တေကြပေါက်လည်းတန်ကောင်းတတ်ပါတယ်ကျမကအမြဲတမ်းတွေ့ပါတယ်ကောမတီထဲမှာ ကျမတို့ကအခုချိန်ဒီတန်မကောင်းအခုချိန်ဒီတန်မကောင်းအခုချိန်ဒီတန်ဆိုးနေတယ်ဆိုတာကိုကိုတိုင်ကလုံနေလို့ဖြစ်ပါတယ်အဲ့တော့ငါအခုချိန်ကနေစပြီးတန်ကောင်းမှုငါအခုချိန်ကနေစပြီးတော့အောင်မြင်ပြီးအစဉ်ပြေပြီးတို့တာတွေးထားပြီးတော့လုံမယ်ဆိုရင်တော့ပို့ပြီးတော့ကိုယ့်ရဲ့ဘဝကြီးကဆိုးနေရာနေပြီးတော့ယူပစ်တလို့ပြောင်းလဲသွားနိုင်ပါတယ်မယုံရင်ပြုတ်လုပ်ကြည့်ပါမိမိတို့ရဲ့စိတ်ဆွမ်းအားပို့ပြီးတော့တကူကြည့်ပါတယ် ပို့ပြီးတော့လည်းပါပါမြင့်ပါတယ်เนาะတကယ်လှုပ်ဆောင်ကြည့်ပါကံမကောင်းဆိုတဲ့စိတ်တွေကိုမောင်းထုတ်ပစ်လိုက်ပါကံဆိုးတာတွေကိုလည်းမောင်းထုတ်ပစ်လိုက်ပါအခုချိန်ကနေစပြီးတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားတာနဲ့ငါကံကောင်းပြီဆိုပြီးတော့မှတ်ယူလိုက်ပါအဲ့တော့ဗုဒ္ဓဘုရားသမီးတွေကဒီ9လပိုင်းကနေ3လအတွင်းမှာကံကောင်းနေတတ်ပါတယ်เนาะပြောချင်တာကံကောင်းတတ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်တာတွေအဲကွာစိုင်းတေးဖွင့်မယ်ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်မယ်ဆိုရင် ပို့ပြီးတော့အောင်မြင်တတ်ပါတယ်လှုပ်ပါရဲရဲလှုပ်ပါเนาะနောက်တစ်ခုအနေနဲ့ကကြာတော့ဘုရဘူးသားသမီးတွေချစ်သူမရှိသေးတဲ့တမီးကြီးစားเนาะအပြူလူပြူပေါ့เนาะအိမ်အောင်ကြတတ်ပါတယ်ရုတ်တရက်ခိုးရလိုက်ပြေးတာမျိုးတွေဖြစ်တတ်ပါတယ်မလှုပ်ပါနဲ့เนาะအဲ့တော့ခိုးရလိုက်ပြေးတာမျိုးတွေမလှုပ်ပါနဲ့ ဒါဖြစ်လို့လဲဆိုလို့ရှိရင်မမြဲပါဘူးအိမ်အောင်ရေးမှာဒီအချိန်ဒီကာလမှာအိမ်အောင်ပြုလို့မကောင်းသေးပါဘူးเนาะခြေရေးနဲ့ပတ်သက်လို့ရှိလို့ရှိရင်တော့မျက်နှာဖွင့်လန်းနဲ့လှိမ့်လန်းနဲ့ပတ်နှင်းခံရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့ထူးကယူဆက်ရမယ်အဲ့တော့မိမိတို့ရဲ့ချစ်သူအမိစားပို့ပြီးတော့ဒီချိန်ဒီကာလမှာအေးပေးတာမျိုးတွေဂယုစိုက်လာတာမျိုးတွေအလေးနဲ့ထားတာမျိုးတွေလည်းရှိပါတယ်အဲ့တော့ ဟိုတော့ဘုသားသမီးတွေကခြေနှောင်းဝင်ငိမ့်နေရှိကြပါလေအိမ်အောင်တယ်ဆိုရင်တော့သားသမီးရေသနာတွေရရှိတတ်ပါတယ်နာမည်ထဲမှာရပ်ပလက်ရာကောင်းနာဝအခရာအာလုံးပါတယ်ဆိုလို့ရှိရင်တော့ပုတ္တဘူးသားသမီးတွေကောင်းကျိုးချမ်းသာတွေရရှိတတ်ပါတယ်နောက်တစ်ခုကမျက်စိနဲ့ပတ်သက်တာတွေတောက်ကနဲ့ပတ်သက်တာတွေအကျောနဲ့ပတ်သက်တဲ့ယောဂါတွေဝေဒနာတွေခံစားရတတ်ပါတယ်အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်အဲ့တော့ပုဒ္ဓဗုဒ္ဓသမီးတွေဒီကာလမှာဆိုရင်တနင်္လာသားသမီးတနင်္ဂနွေသားသမီးအင်္ဂါသားသမီးတွေနဲ့အတိုက်ခံစကားများတက်ပါတယ်အထုကယူဆက်ရမှာဖြစ်ပါတယ်အဲ့တော့ကြာသာပရိတောက်ကြစနေသားသမီးတွေနဲ့ကြတော့အရန်ကောင်းပါတယ်စတုစီးွားတွေလောက်ကင်မဆိုရင်လည်းအောင်မြင်တတ်ပါတယ်နောက်တစ်ခုပုဒ္ဓဗုဒ္ဓသမီးတွေဒီကာလမှာမိမိတို့အနေနဲ့အထုကယူဆက်ရမှာရှိပါတယ်ဒါလေးကတော့ ဒီခยีနဲ့ပတ်သက်တာเนาะခยีနဲ့ပတ်သက်တာကနိုင်ငံသားခยีတွေသွားတာကိုကအောင်မြင်နေတယ်ပေါ့เนาะအဲ့ဒါဆိုရင်ခยีတို့ခยีတို့လည်းဖြစ်ကမယ်ရင်လန်းခยีလည်းဖြစ်ကမယ်ရင်လန်းခยีလည်းဖြစ်ကမယ်မြောက်ရက်ဖက်လဲဖြစ်ရမယ်ဆိုရင်လုံးဝမသွားပါနဲ့ဒီကြီးမှာ။နောက်တက်ကြီးရွယ်ဦးကိုယ့်ရဲ့မိဘစေမျိုးသားချင်းဂယုစိုက်ပေးပါ။ရုတ်တရက်ကျမ်းမာရင်ညံတက်ပါတယ်။ခြေရောက်တစ်ချောင်းထိကြိုက်တန်ရာရတာမျိုးတွေ ဖြစ်တတ်ပါတယ်အဲ့တော့ပုရဝုသားသမီးတွေကဒီကာလမှာဆိုပြီးမျက်နာပြက်စရာတွေခဏခဏကြုံရတတ်ပါတယ်ကိုကြောင်မဟုတ်ပါဘူးเนาะကိုရမိသားစုကြောင့်ကိုရဆွေမျိုးသားချင်းကြောင့်ကိုရညီကိုမောင်နှမတွေကြောင့်ကိုကိုကိုယ်တိုင်ကမျက်နာပြက်စရာကြီးခဏခဏကြုံရတတ်ပါတယ်အထူးဂရုစိုက်ရမှာဖြစ်ပါတယ်ဘာမဟုတ်တဲ့ကိစ္စတွေနေမိတ်ဆွေပေါင်းနေနေလဲစကားများရတတ်ပါတယ် အဲ့တော့ဖနက်အဆုပ်တွေထီးအဆုပ်တွေအိမ်မှာရှိနေတယ်ဆိုရင်အញ្ញံစွန့်ပစ်ပေးလိုက်ပါ။နောက်ထီပေါကင်းလည်းရှိပါတယ်ဗုဒ္ဓဘုရားသမီးတွေเนาะထီပေါကင်းရှိပါတယ်ထီထိုးပေးပါ။အခုအချိန်မှာအကောင်းဆုံးကတော့အလုတ်အပြောင်းရွှေ့တွေရန်ကောင်းပါတယ်။အိမ်ပြင်ရတတ်ပါတယ်အိမ်ထိဆောက်ရတတ်ပါတယ်။ ိမ်အလုံးနဲ့ပတ်သက်ပြီးတော့လေခရီးဝေးတွေသွားတတ်ပါတယ်ဝန်ထမ်းဖြစ်တဲ့ဆိုရင်တော့ယာတူးတူးကြီးတွေခံရတတ်ပါတယ်အဲ့တော့ပုဒ္ဓဘုရားသမီးတွေအဓိကအရေးကြီးတာကအနဲ့ရောင်လုံးဝမဝေးစင်ပါနဲ့အနဲ့ရောင်ကိုရှောင်ပေးရမှာဖြစ်ပါတယ်เนาะအနဲ့ရောင်လည်းမတည့်ပါဘူး